ပထမဦးဆုံးတော့ဦးနေရတော့ကလင်နာအဟောင်းလေးတွေနဲ့ပဲပေါ့နော်တန်တန်ရှင်းရှင်းလေးဖြစ်အောင်လို့တော့လိုင်းလေးတွေကိုဆွဲထားတယ်ကလင်နာအဟောင်းလေးတွေနဲ့ပဲဦးနေပြမယ်ပေါ့နော်ပထမဦးဆုံးဦးနေတို့ဒီမှာတခြားမလို့အပ်တဲ့တောက်တွေကိုဦးနေထည့်မပြတော့ဘူးပေါ့နော်ဒီသုံးလုံးပေါင်းချင်းလေးဒီဒီနေရာမှာဂွာလေးလို့ဒီကစားတယ်နော်အဲ့ဒီကနေပြီးတော့ဒီမှာတပင်နှစ်ပင်သုံးပင်ရဲ့ဘေးမှာဒီသုံးလုံးပေါင်းချင်းသုံးဒီဒီမှာဂွာသုံးလို့ကစားတယ်နော်ဂွာပေါင်းလေးဂွာပေါင်းသုံးအဲ့ဒီကနေပြီးတော့တပင်နှစ်ပင်သုံးပင်ရဲ့ဘေးမှာဒီသုံးလုံးပေါင်းချင်းနှစ်ဒီဒီမှာဂွာနှစ်လို့ကစားတယ်နော် သုံးလုံးပေါင်း၄ဒီကွာ၄သုံးလုံးပေါင်း၃ဒီကွာ၃သုံးလုံးပေါင်းရင်၂ဒီကွာ၂ပေါ့နော်အဲ့တော့ဘွာပေါင်း၂ဘွာပေါင်း၂ဒီဒါဆိုရင်ဒါတစ်မျိုးရှိပြီပေါ့နော်ဒါဘွာပေါင်း၂ဒါဆိုရင်နောက်ထပ်တစ်မျိုးကိုထပ်ပြီးတော့ရပြီမယ်ပေါ့နော်နောက်တစ်မျိုးကိုထပ်ရဒီကောင်းပြီ။ဒါဆိုရင်နောက်တစ်မျိုးကဘလို့ပုံစံကစားမှလဲဆိုတော့ဒါမလို့အပ်တဲ့စီကြောတောက်လေးတွေကိုတော့ဥနိုင်ထည့်မထားဘူး။သူတို့နဲ့လိုရင်းလေးဖြစ်အောင်လိုအပ်တာလေးတွေကိုပဲဥနိုင်ထည့်ထားတယ်ပေါ့နော်။ကောင်းပြီ။နောက်တစ်ခုကကြတော့ဥနိုင်တို့ဒီမှာ ဒီသုံးလုံးပေါင်းခြင်းကခွန်းလို့ပုံဒီကစားတယ်နော်ဒီသုံးလုံးပေါင်းခြင်းကခွန်းလို့ကစားတယ်အဲ့ဒီကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူဆင်းလာခဲ့လိုက်ပေါ့နော်1 2 3 4ခွန်းပါလေအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခြင်းကခွန်းလို့သူကစားတယ်နော်အဲ့ဒီကနေပြီးတော့ဒီကတိုင်ပင်ဆင်းလာလိုက်1 2 3 4 9 6ခွန်ပါလေဒီသုံးလုံးပေါင်းခြင်းဒီခွန်းလို့သူကထည့်လိုက်တယ်เนาะအဲ့တော့ပထမအကပ်မှာဒီသုံးလုံးပေါင်းခြင်းခွန်းလို့ထည့်လိုက်တဲ့အတွက် ီနှလုံးတင့်နေဒီပရိတ်ချောင်းနဲ့ပေါင်းရင်းဒီခွန်အဲ့ဒီခွန်ဒီဒီပရိတ်နဲ့ဒီကွာပေါင်းနဲ့ခွန်လို့ဒီကစားတယ်ဒုတိယအကန့်မှာဒီသုံးလုံးပေါင်းရင်းခွန်ဆိုပြီးတော့ထည့်လိုက်တဲ့အတွက်ဒီနှလုံးချောင်းနဲ့ဒီပရိတ်နဲ့ဒီရှစ်အဲ့ဒီရှစ်ကြောင့်လဲပရိတ်လေးနဲ့ကွာလေးနဲ့ရှစ်လို့ကစားတယ်နော်အခုတတိယအကတ်မှာဒီသုံးလုံးပေါင်းရင်းခွန်းလို့ထည့်လိုက်တဲ့အတွက်ဒီကနနှလုံးပေါင်းရင်း၃နဲ့ဒီပရိတ်၆နဲ့ဒီ၉၉ကြောင့်ပရိတ်ခွန်းနဲ့ကွာနှင်းနဲ့မှာ၉လို့ကစားမှာဒါစီနီယာကစားကွက်လေးပေါ့နော် နောက်တစ်မျိုးကလည်းအဲ့လိုပဲဒီမှာကလင်နာအဟောင်းလေးထဲမှာပဲဦးနေပြမယ်နော်နောက်တစ်မျိုးကလည်းဂွာပေါင်းကြီးနှစ်ကိုဘယ်လိုပုံစံမျိုးနဲ့ကစားမှာလဲဆိုတော့ဒီနေရာမှာ6ခါဒီ6ခါကြောင့်ဒီ3လုံးပေါင်းကြီး6လို့ဖြစ်တယ်အဲ့ဒီ3လုံးပေါင်း6ကိုဒီ3လုံးပေါင်း6လို့ဖြစ်တယ်ပထမတကက်ပေါ့နော်အဲ့တော့တပင်2ပင်3ပင်4ပင်5ပင်အောက်မှာ6ခါအဲ့ဒီ6ခါကြောင့်ဒီ3လုံးပေါင်း6လို့ကစားမယ်ဒီ3လုံးပေါင်း6လို့ကစားမယ်နော်တပင်2ပင်3ပင်4ပင်5ပင်အောက်မှာလည်း6ခါလို့ထည့်တယ် ခါလို့ထည့်တဲ့အတွက်ဒီ၃လုံးပေါင်းခြင်း6ကိုဒီ၃လုံးပေါင်းခြင်း6လို့ဖြစ်မယ်ဆိုတော့လေသူကလည်းဘွာပေါင်းခြင်းနှစ်ဆိုတာကိုရတယ်ပေါ့နော်ပထမဦးဆုံးတော့ဦးနှံတို့ဒီနေရာလေးကနေစပြီးကြည့်မယ်ပေါ့နော်ဒီနေရာလေးနေစကြည့်မယ်ပထမဦးဆုံးဦးနှံတို့ဒီမှာဒါလေးပါထည့်ပြလိုက်မယ်နော်6ရယ်9ရယ်3ရယ်6ခွန်3လို့ကဏ္ဍ3လုံးခွေတယ်ခွေပြီးတော့တပင်း2ပင်း3ပင်မြောက်မှာဒီ၃လုံးပေါင်းခြင်း1လို့ထည့်အဲ့ဒီမှာတကက်ရှိတယ် ကဒုတိယအကကလည်းအဲ့လိုပဲဒီမှာ9ရယ်9ရယ်3ရယ်3လုံးပေါင်းချင်းခွေတယ်တပင်း2ပင်း3ပင်ပါဒီ3လုံးပေါင်းချင်း1လို့ထည့်နော်အနှစ်ကပ်ပေါ့နော်ခုတတိယအကကလည်းအဲ့လိုပဲ9ရယ်9ရယ်3ရယ်ခွေတယ်ခွေပြီးတော့တပင်း2ပင်း3ပင်ပါဒီ9ရယ်ဒီ3ညရယ်ဒီ4ရယ်9 3ည4ရယ်3လုံးပေါင်းချင်း1လို့ထည့်ဟုတ်ပြီဒါဆိုရင်ပထမအကကမှာ9ခွန်3လို့လဲခွေလိုက်တယ်3လုံးပေါင်းချင်း1လို့ဖြစ်တဲ့အတွက်ရှေ့ပေါင်း30ရှေ့ပေါင်း30ဒီနှလုံးပေါင်း3ညဒီနှလုံးပေါင်း3ညကိုဘွားတုံညလို့ကစားတယ် ဒုတိယကံမှာအိုးခွန်သုံးလို့ခွေတယ်သုံးလုံးပေါင်းချင်းတစ်လို့ထည့်တယ်။တုံညာပြီးတော့ရှေးပေါင်းတစ်ကိုရှေးပေါင်းတစ်လို့ကစားတယ်၊ဘွားပေါင်းတစ်လို့ထည့်တယ်။ဟုတ်ပြီဒါဆိုရင်အခုဒီမှာကိုးခွန်သုံးလို့လည်းခွေတယ်။ခွန်ရယ်၊တုံညာရယ်၊လေးရယ်တစ်လို့လည်းသူကစားတယ်။ကစားတော့ဒီမှာရှေးပေါင်းချင်းနှစ်ကိုရှေးပေါင်းချင်းနှစ်လို့ထည့်တယ်။ဒီနေရာမှာဘွားနှစ်လို့ဒါကစားရမှာပေါ့နော်။အင်မတန်ချစ်စရာကောင်းတဲ့လမ်းလေးတွေဖြစ်တယ်ပေါ့။ဒီလိုလမ်းလေးကြောင့်ဥနေကကြိုက်တယ်။ကြည်ညာနဲ့ကစားတာပေါ့နော်။အဲ့ဒီလိုကစားပြီးနောက်တစ်မျိုးကဘယ်လိုကစားမှလဲဆိုတော့ဥနေတို့ဒီမှာတုံညာခါ6ပဲ ်၃ညခါ6ပိတ်လို့ဒီမှာတက်ကဖြစ်တယ်သူ့ရဲ့ဘေးကနေသွားလိုက်1 2 3 4 5ဘင်းအောက်မှာလဲ၃ညခါ6ပိတ်လို့ဖြစ်တယ်1 2 3 4 5ဘင်းအောက်မှာလဲ၃ညခါ6ပိတ်လို့ဖြစ်တယ်သုံးခက်ဆိုင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ပထမအတက်မှာ၃ညခါ6ပိတ်လို့ဖြစ်တဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၈ကိုဒီထိတ်နဲ့ဒီကွာနဲ့ရှိလို့ကစားတယ်ဒုတိယအတက်မှာလဲ၃ညခါ6ပိတ်လို့ဖြစ်လို့ဒီ၃လုံးပေါင်းခြင်း၈ကိုထိတ်နဲ့အခွားနဲ့ ရှစ်လို့ကစားတယ်တတိယအကတ်မှာလည်းတုံညာခါ6ပိတ်လို့ဖြစ်လို့ဒီ၃လုံးပေါင်းခြင်း6ကိုဒီထိတ်က6နဲ့ဘွာပေါင်းခြင်း2နဲ့မှဒါရှစ်လို့ကစားမှာဆိုတော့လေဒါကလည်းဘွာပေါင်းခြင်း2ဆိုတဲ့ကစားကွက်ထဲကိုလှလှပပပေါင်းခြင်းလေးနဲ့ကစားထားတာတွေ့ရတယ်ပေါ့နော်နောက်ထပ်ဘွာပေါင်းခြင်း2ဆိုတဲ့ကစားကွက်လေးကိုဦးနေနဲ့တူတူဖြတ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်အဲဒါဖြစ်စဉ်တွေအများကြီးပါတယ်သူ့ရဲ့အပေါ်မှာလောက်ဆောင်ချက်တွေအများကြီးပါတယ်ပေါ့နော် ထောက်ချက်ကလေးညဒီမှာလေဒီ၃လုံးပေါင်းရင်၃ညเนาะ၃၃လေး၃ညဒီမှာ၃2 6 1 3ည1တက်ပြီးတော့ဒီမှာ99 2က2ပေါ့เนาะအဲ3ည1 2တွေဖြည့်ခဲ့တာညားရှိတယ်ကလင်နာလေးရှုပ်နေမှာဆိုလို့เนาะဦးနေအဲ့ဒါကြီးထည့်မပြတော့ဘူးအဲ့တော့ပြောချင်တာကဒီ၃လုံးပေါင်းရင်၃ညလို့ဖြစ်တာရဲ့တောင်းမှာ ग्वा 1အဲ့ဒီ ग्वा 1ဒီသူ့ရဲ့မြင်းကုန်မှာ ग्वा 1လို့ကစားတယ် ग्वा 1က ग्वा 1လို့ထည့်တယ်ဒုတိယကဒီ၃လုံးပေါင်းရင်1လို့ကစားတယ်သူ့ရဲ့ဇောင်းမှာ ग्वा 1အဲ့ဒီ ग्वा 1ကလည်းသူ့ရဲ့မြင်းကုန်မှာ ग्वा 1လို့ကစားတယ်တတိယအကတ်မှာလည်းဒီ၃လုံးပေါင်းရင်1ကြောင့် ဥရဲဆောင်ပါကွာနှစ်အဲ့ဒီကွာနှစ်ကလည်းဒီနေရာလေးမှာကွာပေါင်းရင်နှစ်လို့ကစားမယ်နော်နောက်ထပ်တစ်မျိုးကိုထပ်ပြီးတော့ဦးနဲ့နဲ့တူတူလေ့လာကြည့်အောင်ပေါ့နော်နောက်တစ်မျိုးကအင်မတန်မှကောင်းတယ်ဒီ site ကလည်းလုံးဝရှည်ပဲနော်လေးထည့်စီလေးထည့်စီလို့ကစားတယ်တပင်းနှစ်ပင်းသုံးပင်းလေးပင်မြောင်ဒီသုံးလုံးပေါင်းရင်သုံးလို့ထည့်လေးထိပ်ဒီသုံးလုံးပေါင်းရင်သုံးသူ့အောင်မှာလေးထိပ်လို့ပြန်ထည့်တယ်တပင်းနှစ်ပင်သုံးပင်လေးပင်မြောင်မှာဒီသုံးလုံးပေါင်းသုံးလို့ပြန်ထည့် ဥပမာလေးထိပ်လို့ကစားတယ်တပင်းနှစ်ပင်သုံးပင်လေးပင်မြောက်မှာဒီသုံးလုံးပေါင်းခြင်းဒီသုံးလို့ပြန်ထည့်နော်အဲ့တော့လေးထိပ်သုံးလုံးပေါင်းသုံးလေးထိပ်သုံးလုံးပေါင်းသုံးလေးထိပ်သုံးလုံးပေါင်းသုံးဒါအပေါ်အပေါ်လိုင်းလေးကိုတိုင်ပင်ကိုတည့်ရတည့်ရတော့ကောင်းပြီ तू ကဒီအောက်ကနေဘယ်လိုတည့်မလဲဆိုတော့တုံညာခါနှစ်ပြိတ်တုံညာခါနှစ်ပြိတ်တုံညာခါနှစ်ပြိတ်လို့ကစားတယ်နော်အဲ့တော့တုံညာခါနှစ်ပြိတ်လို့ကစားလို့ဒီနှလုံးပေါင်းခြင်းဒီ6အဲ့ဒီ6ကိုဒီသုံးလုံးပေါင်းခြင်းဟာ6 အဲ့ဒီ6ကိုဒီကနန်း၄လုံးပေါင်းခြင်းဒီ6အဲ့ဒီ6ကြောင့်ဂွာပေါင်းခြင်း6လို့ဖြစ်လိုက်တယ်ပရမကတ်နော်ဒုတိယကတ်မှာတုံညာကနှစ်ပရိတ်လို့ကစားလို့6ပြီးတော့ဒီနှလုံးက၄အဲ့ဒီ၄ကိုလည်းဒီ3လုံးပေါင်းခြင်း၄အဲ့ဒီ၄ကိုလည်းဒီ၄လုံးပေါင်းခြင်း၄လို့ကစားပြီးတော့ဂွာပေါင်း၄လို့သူထည့်လိုက်တယ်ဒုတိယကတ်မှာလည်းပရမကတ်ဒုတိယကတ်ပြီးတော့တတိယကတ်မှာလည်းတုံညာကပရိတ်နှစ်လို့ကစားတော့6ပြီးပြီ၄ပြီးပြီဆိုတော့ဒီမှာနှစ်နှစ်ကိုဒီ3လုံးပေါင်းခြင်း၄လို့ထည့်တယ်အဲ့ဒီနှစ်ကိုလည်းဒီ၄လုံးပေါင်းခြင်း၄လို့ထည့်လို့ဒီနေရာမှာဂွာပေါင်း၄ဆိုပြီးတော့ လှလှပပဘူးစုံစီနီယံလေးနဲ့ကစားသွားတာကိုတွေ့ရတယ်ပေါ့နော်အင်မတန်ကောင်းမွန်တဲ့ site လေးဖြစ်ပါတယ်ဒါဆိုရင်နိုင်တို့နောက်ထပ်စီကြော်တိုင်းလေးတွေလည်းထပ်ပြီးတော့ကစားကြမယ်ပေါ့နော်ကစားကြမယ်ဆိုတော့နိုင်တို့ဒီမှာဒီသုံးလုံးပေါင်းချင်းတုံညအဲ့ဒီတုံညကိုဒီသုံးလုံးပေါင်းတုံညလို့ထည့်တယ်ထည့်ပြီးတော့မှာဝါတုံညလို့ပြန်ထည့်တယ်နော်သုံးလုံးပေါင်းတုံညသုံးလုံးပေါင်းတုံညကိုဝါတုံညလို့ထည့်တယ်ထည့်ပြီးတာနဲ့သူ့ရဲ့ဘေးကနေရှိလိုက်ပေါ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ် ရှင်းနှစ်မြောက်ထဲမှာနော်ရှင်းနှစ်မြောက်ထဲမှာဒီသုံးလုံးပေါင်းညာ1ဒီသုံးလုံးပေါင်းညာ1ဘွာပေါင်း1လို့ကစားတယ်နော်တုံညာပြီးတော့1လို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်ရှင်းနှစ်မြောက်ထဲမှာဒီသုံးလုံးပေါင်းညာ1ဒီသုံးလုံးပေါင်းညာ1အဲ့ဒီနှစ်ကိုဘွာ1လို့ဒါကစားမယ်ဆိုရင်ဒါကလည်းတုံညာ1နှစ်စီနီယာတီလန်လေးကိုဘွာပေါင်းညာ1လို့ပဲရှိရတယ်ပေါ့နော်ဒီ၈၄၆ဘတ်လေကြားတယ်ခွန်၄၆ဘတ်လေကြားတယ် 646ဘတ်လည်းကြပြီကြတော့ဒီ646ဘတ်လည်းကြပြီတာနဲ့ဒီသုံးလုံးပေါင်းခြင်းနှစ်ကိုဒီနှလုံးနှစ်လို့ထည့်ပြီးတော့ကွာနှစ်လို့ထည့်တယ်ခွန်လေးချောက်ပတ်လေကြတယ်ဒီသုံးလုံးပေါင်းရင်နှစ်ကိုလေဒီနှလုံးနှစ်လို့ထည့်ပြီးကွာနှစ်လို့ကြတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ6 4 6လို့ပတ်လေကြပြီ6 4 6ပတ်လေကြလိုက်တော့ဒီသုံးလုံးပေါင်းရင်နှစ်ကိုဒီနှလုံးနှစ်ကြောင့်လေကွာနှစ်လို့ပဲသူကကစားအောင်မဲ့ဆိုရင်နော်လှလှပပတက်တက်ရရကလေးနဲ့ကွာပေါင်းရင်နှစ်ကို ိုက်ပေါင်းစုံကနေပြီးတော့လုံးဝညှင်းပြနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတော့ကလင်နာအဟောင်းလေးလေးရပါပဲနော်ဒါဟိုတနေ့ကဒုတိယလိုက်မှာပထမဦးဆုံးလိုက်မှာဦးနိုင်ပြခဲ့တဲ့864 462 146 656ပေါ့နော်ဒီစိုက်ဒီဒီစီဂျောစိုက်ကနေပြီးတော့နှစ်ကွက်ထွက်မယ်ဆိုပြီးဦးနိုင်ကပထမလိုက်မှာ669နဲ့863နဲ့ပြခဲ့တယ်အဲ့တော့အဲ့ဒီစီဂျောတွေ frame တွေရတော့ဒါဦးနိုင်ကအထူးထွေမပြောတော့ဘူးဒါနဲ့ frame တွေကိုဒီလိုခင်းခဲ့တယ်ခင်းခဲ့တော့အဲ့ဒီနေ့ထဲမှာနော်အမြဲတမ်းဦးနိုင်ပြောတဲ့စကားလေးတခုပြောမှာပေါ့နော် ဘူးမတိဘာမတိ3လေး8ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်။နော်အဲ့ဒီနေ့ထဲမှာဘူးမတိဘာမတိ3လေး2 3လေး8ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်။ဒုတိယကမှလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ပေါ့နော်တည်ပြီးတော့ဒီနေ့ထဲမှာဘူးမတိဘာမတိ4 3 8ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်။အဲ့တော့အခုတတိယကမှလည်းဥနန်တို့ဒီမှာဖြစ်စဉ်တွေကိုတည်လိုက်တယ်တည်လိုက်တော့ဒီနေ့ထဲမှာ4 3 8ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ကိုထွက်ရှင်တယ်။ထွက်ရှင်တော့ဥနန်ကအခုဒီဘွဲကိုထွက်ရှင်တယ်နော်။ဒီဒီနေရာလေးမှာ3 8ထွက်တော့မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်းဒီ တုံညဒီသုံးလုံးပေါင်းချင်းတုံညကိုတုံညရဲ့ပါပါဒီသုံးလုံး9လို့ဒီကထောက်လိုက်တာသုံးလုံးပေါင်းတုံညတုံညပါပါ9လို့ထောက်တယ်ထောက်ပြီးတော့ねသူ့ရဲ့မြင်းကုန်မှာ break ship ပုံတွေထောက်တယ်ထောက်ပြီးတော့မှ3လေး6ဆိုတဲ့ကဏ္ဍပတ်လဲဘယ်ကလာမှန်းတော့မသိဘူးနော်3လေး6ဆိုတဲ့ကဏ္ဍပတ်လဲထွက်တယ်ဒုတိယကမှာအဲ့လိုပဲတုံညပြီးတော့ဒီသုံးလုံးပေါင်းချင်း1အဲ့ဒီ1ကို1ပါပါဒီသုံးလုံး6လို့ထည့်ထည့်ပြီးကြတယ်သူ့ရဲ့အောက်မှာ4 3 6ပတ်လဲထွက်တယ်သူ့ရဲ့မြင်းကုန်မှာ break ship လို့ထောက်ပြီးတော့မှထွက်ရတယ်ဟုတ်ပြီဒါဆိုရင်တတိယကမှာ တုံညာလဲပြီးပြီတိလဲပြီးပြီဆိုတော့နော်အခုဒီသုံးလုံးပေါင်းခြင်းကနှစ်တုံညာ66ကနှစ်နှစ်ပါပါဒီဒီသုံးလုံးကခွန်းလို့ဖြစ်တဲ့အတွက်ဒီနေရာမှာ4 3 8ဆိုတဲ့ကဏ္ဍထွက်ရှင်တာသူ့ရဲ့မြင်းကုန်မှာလဲဗရိတ်8ဆိုတာကထောက်ထားတာဒီတစ်ချိန်မှရှိတယ်အဲ့တော့ဗရိတ်8လို့ထောက်တယ်ဒီသုံးလုံးပေါင်းခြင်းနှစ်ပါပါခွန်းလို့လည်းထောက်တဲ့အတွက်ဒီနေရာမှာ4 3 8ဆိုတဲ့ကဏ္ဍကိုဥနိုင်ကထွက်ရှင်တာပေါ့နော်အဲ့တော့နှစ်ဦးမှာဗရိတ်8နှစ်ဦးမှာဗရိတ်8လို့ကစားတယ်အဲ့ဒီနှစ်ထဲမှာပဲ ချောင်းပရိချောင်းပရိလို့လှမ်းထောက်တယ်ထောက်ပြီးတော့ねဒီသုံးလုံးပေါင်းရှစ်ခါဒီမှာရှစ်ခါလို့ထည့်တယ်ထည့်ပြီးအဲ့ဒီရှစ်ခါဒီနောက်တစ်နှစ်မှာရှစ်ခါလို့ပြန်ထည့်တယ်ထည့်ပြီးတော့တစ်နှစ်ရှားပြီးအဲ့ဒီအဲ့ဒီရှစ်ထိတ်နေရဲ့နော်ရှစ်ထိတ်နေနောက်ပေါင်းရှစ်လို့ကဏ္ဍတစ်ခွက်ကစားတယ်ကစားပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်မှာရှစ်ဆိုတဲ့ကဏ္ဍဒီတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံး၇လုံး၈လုံးကစားတယ်မရှိတော့နော်မရှိတော့အဲ့ဒီအချိန်မှာဒီပရိတ်ရှစ်ကလည်း သူနဲ့တိုင်ပင်ကွာဝေးတူတူမှာဒီနေရာမှာဗရိတ်ရှိလို့ထည့်ပြီးတော့ရှစ်ထိတ်လို့ထောက်ခရရမယ်ဒုတိယကဗရိတ်ရှိလို့ကစားတယ်ချောပရိတ်ကချောပရိတ်လို့တူတယ်ဒီသုံးလုံး၄၄ခါလို့ထည့်အဲ့ဒီလေးဒီနောက်တစ်နှစ်မှာ၄ခါလို့ပြန်ထည့်တယ်ထည့်ပြီးတာနဲ့အဲ့ဒီလေးဒီသူရဲ့တစ်နှစ်ကျော်မှာ၄ထိတ်နဲ့နောက်ပေါင်း၄လို့ကစားတယ်ကစားပြီးတော့မှအဲ့ဒီလေးဒီဒီဘက်နှစ်မှာရှစ်လုံးကစားတယ်ပေါ့နော်ဒီမှာတစ်လုံးနှစ်လုံးသုံးလုံး၄လုံး၅လုံး၆လုံး၇လုံး၈လုံးလုံးဝမကစားတော့မရှိတော့နော်အဲ့ဒီအချိန်မှာဒီဗရိတ်ရှိကဗရိတ်ရှိလို့ထွတ်ထွတ် ီ10ပြိတ်ကဒီ9ချိန်မှာ10ပြိတ်လို့ထောက်တယ်10ချိန်လို့ထောက်တယ်ဟုတ်ပြီဒါဆိုရင်ဒီတတိယအကမှာပြိတ်10လို့ထောက်တယ်6ပြိတ်က6ပြိတ်လို့ပြန်ထည့်တယ်ထည့်တော့ဒီသုံးလုံးပေါင်းရင်9က9ခါလို့ထည့်တယ်အဲ့ဒီ9ဒီနောက်တစ်နှစ်မှာ9ခါလို့ပြန်ထည့်တယ်ထည့်ပြီးတဲ့တနေ့စားပြီးဒီဘက်နှစ်မှာ9ထိတ်နဲ့နောက်ပေါင်း9လို့ရိုက်တယ်ရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာအဲ့ဒီ9ဆိုတဲ့ကမ်းန်းဒီ10လုံးကစားတယ်2လုံး3လုံး4လုံး5လုံး6လုံး9လုံး 石榴，啊，龙王弟弟家家我给三到了，好比，哎，对，他夫人我带来的，带来了，爹不来石榴讲，哪天嘛来不来石路出来，石榴出来套的，但或许我阿龙讲完了，讲完了，第二天哎，给啥过天嘛，八天八来是不？爹不来石路家嘞，那天嘛，爹不来西北，爹不来西北人，我嘛，俺个讲不来，恐怕地方没的力量的家里，爹不来石路家嘞，那天嘛，爹不来西北，空工阿不来。 ဘူးမသိဘာမသိလေတွေကနေကြတယ်ဟုတ်ပြီဒီပရိရှိလို့ကြတဲ့နှစ်ထဲမှာတိပရိရှိပိငါကိုခုံးဆိုတဲ့ကဏ္ဍပတ်လေဘူးမသိဘာမသိဒါလေတွေကနေလာတယ်လာတော့အဲ့ကဏ္ဍလေးကိုပြတာဒီအကြောင်းမဟုတ်ဘူးအဲ့ဒီလိုမျိုးကစားွက်ကစားထားတယ်သူ့ရဲ့နောက်တဲ့နှစ်မှာကြတော့လေးထိတ်သူ့ရဲ့နောက်တဲ့အဲ့နှစ်ထဲကကဏ္ဍလေးထိတ်စီကဏ္ဍပေါ့နော်အဲ့ဒီနှစ်ထဲကလေးထိတ်စီကဏ္ဍဒီနောက်တဲ့နှစ်လေးထိတ်ရအောင်ကြာတယ်အကွက်ရှိ တခါ၅ခုကုန်ပတ်လေလို့ကြာတော့အဲ့ဒီနှစ်ထဲက၄ထိပ်စီကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာ၄ထိပ်ရဲ့အောက်ကိုကြာတယ်။သူကတော့ပရိစနစ်တွေပဲကြာတယ်။ဒီမှာ၄ထိပ်နဲ့စနစ်ပရိဒီ၄ထိပ်ရဲ့အောက်ကိုကြာတယ်နော်။ဒီမှာလည်း၄ထိပ်နဲ့ပရိစနစ်ဒီ၄ထိပ်ရဲ့အောက်ကိုကြာတယ်။တောင်းပြီဒါဆိုရင်ဒီနှစ်ထဲက၄ထိပ်နဲ့ပရိစနစ်၄ထိပ်ခုံးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်၄ထိပ်ရဲ့အောက်မှာဒါဒီနေရာမှာလည်းဥနဲ့လို့ပေါက်ခဲကြတယ်။နော်။ကြာသွားပြီ။ကြာသွားတော့ပထမအကပ်မှာဒီ၅ခုကုန်ပတ်လေကြာခဲ့တယ်လို့သူ့ရဲ့နောက်တစ်နှစ်ထဲမှာ နော်လေးထိပ်စီးသည်ဒီမှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တစ်နှစ်လုံးမှာလေးထိပ်စီးသည်သုံးကြိမ်ပဲကစားတယ်လုံးဝမရှိတော့လေးထိပ်စီးသုံးကြိမ်ကစားတယ်အဲ့ဒီမှာသူက၄၃၈ဆိုတဲ့ကဏ္ဍတစ်ခွက်ပါနော်ဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်သူရဲ့နောက်တစ်နှစ်မှာလေးထိပ်စီးသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကစားတယ်မရှိတော့လေးထိပ်စီးသုံးကြိမ်ကစားတဲ့နှစ်ထဲမှာ၄၃၈ဆိုတဲ့ကဏ္ဍပတ်လေတစ်ခွက်ပါတယ်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဖြစ်စဉ်တွေလည်းတည်လိုက်ပြီး2020နဲ့5ခုနှစ်ထဲမှာ လေးတိတ်စီသုံးချိန်ကစားတင်တာဒီချိန်မှမလာသေးဘူးအဲကနန်းဒီကြောက်ဖို့အတွက်ကခုနှစ်ချိန်ပဲကြံတယ်လေးတိတ်စီကဒီ site ဒီမူအရာကသုံးချိန်လာလေးတိတ်သုံးချိန်လာမဲ့အထဲမှာ၄၃၈ဆိုတဲ့ကနန်းတစ်ခွက်ကကြာရမှာပေါ့နော်ညဟုတ်ပြီအဲ့ဒီတော့ဒီမှာလေးတိတ်စီသုံးချိန်လာမယ်၄၃၈ကဒီနေရာကိုဘာကြောင့်ကြာလဲလေး၃၈ကြာတော့မယ်ဆိုရင်နော်ဒီသုံးလုံးပေါင်းချင်းထိတ်စီသုံးလုံးပေါင်းပေါ့63တုံညာပေါင်းရင်ဒီ9ဥပါပါဒီ3လုံးက 东龙猫人顾，东龙猫人里路他兵马，哎，李东西说的，跟人不来，李天那不讲的。第二个，李东西不来讲盟，所以你也死的顾也的顾，顾爸爸李东龙里路太太多，都奥嘛，李天呢呗，李东西不来，跟人讲的。后面两人爷李二李马，喏，看也巧也巧也，东龙猫人里顾顾爸爸，伢也伢也去也，东龙毛人里里路皮太多，李天呢，李东西李西东说的可能，那过不出奥嘛，多多。 ဘွားပေါင်းကြီးနှစ်ကိုကြိုက်တဲ့အတွက်၄၃၈လို့ပဲကဏ္ဍလေးတစ်ပွက်သေးဖို့ပဲဦးနိုင်ကဒါထည့်ပြီးခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ဒီနှစ်ထဲမှာဒီ၄နဲ့ပတ်သက်တဲ့ကစားကွက်ဒီနောက်ထပ်မွေးကဏ္ဍလေးတစ်ပွက်ထပ်ပြီးပြရင်းနဲ့အဲ့ဒီမွေးကဏ္ဍကိုလည်းထပ်ပြီးတော့ပြပေးခဲ့မယ်နော်အဲ့တော့ဒီနှစ်ထဲမှာ၄ဒေစီ၃ကျင်းလို့ကစားတဲ့အခါမှာသူ့ရဲ့ဒီဘေးနှစ်ကသူ့ရဲ့ဘေးနှစ်က၄ထိတ်နဲ့ကဏ္ဍဒီ၄ထိတ်ရဲ့အောက်မှာထွက်ခဲ့လို့မဟုတ်အဲ့ဒီနှစ်ထဲမှာနော်အဲ့ဒီအဲ့ဒီနှစ်ထဲမှာပဲဒီ၄ထိတ်စီက၄ထိတ်စီလို့ဖြစ်တဲ့၄၃၈ဆိုတဲ့ကဏ္ဍဒီ တနှစ်ကျော်ဒီဘက်နဲ့မှာလေးတုံးစစ်ကမွေးကနန်းဖြစ်နေလေထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲဒီနှစ်ထဲကလေးထိပ်စီးနေကနန်းလေးလေးထိပ်ရဲ့အောက်မှာထွက်ချက်တယ်လို့အဲ့ဒီနှစ်ထဲမှာပဲနော်လေးထိပ်ကလေးထိပ်လို့လေးထိပ်စီးကလေးထိပ်စီးလို့ဖြစ်တယ်ဒီကနန်းဒီတနှစ်ကျော်ပြီဒီဘက်နဲ့ထဲမှာလေးထိပ်နဲ့ပဲထွက်ရမှာနော်လေးထိပ်နဲ့ပဲထွက်ရမှာဒါလည်းလေးလျှောက်တယ်ထွက်လာပဲအဲ့ဒီတော့ဟိုတတိယအကမှာ ဒီလေးထိပ်နဲ့နှစ်ပရိက္ခဏဒီလေးထိပ်ရဲ့အောက်မှာထွက်ခဲ့တယ်လို့အဲ့ဒီနေ့ထဲမှာလည်းဒီမှာလေးထိပ်စီးကလေးထိပ်စီးလို့ပို့လိုက်တယ်ဒီကဏ္ဍ၄ခု၈ဆိုတဲ့ကဏ္ဍကလည်းဒီနေ့ထဲမှာမွေကဏ္ဍအဖြစ်နေလေးထိပ်နဲ့ပဲထွက်ရမှာသူ့မူရတော့နော်အဲ့တော့၄ခု၈၄၈ခုအခုဒီမှာဥနဲ့ပြခဲ့တာက၄၃၈၄၈၃၃၅လို့ဆောင်းထိုးတယ်ထိုးပြီးတာနဲ့သူ့ရဲ့ညာဘက်တစ်နှစ်ကျော်မှာ တိခါရဲ့ဘေးရကညာတိသူ့ရဲ့နောက်တဲ့နှစ်ဦးကိုကစားတယ်။ကစားပြီးတော့မှ၅ချိန်မှ6ခါဒီ6ခါလို့လှမ်းဖို့တယ်။နော်6ခါဒီ6ခါလို့လှမ်းဖို့ပို့ပြီးတော့သူနဲ့တိုင်မြဲအကွာဝေးတူတူမှဒီတင်းနောက်ပိတ်ဒီတိတ်ထိတ်လို့ကစားတယ်နော်တင်းနောက်ပိတ်ဒီတိတ်ထိတ်လို့ကစားတယ်ဒါပရမတကက်ဒုတိယကက်မှာလည်း335လို့ဇောင်းထုတ်တယ်သူ့ရဲ့အနှစ်ကျော်မှတိခါရဲ့ဘေးရကညာတိနှစ်ဦးကိုကစားတယ်။ နှစ်ဦးကစားပြီးတာနဲ့6ခါဒီ6ခါလို့လှမ်းထည့်ထည့်ပြီးတော့နာတိုင်မြေပါဝဲအတူတူမှာတင်နောက်ပိတ်ဒီတစ်ထည့်လို့လှမ်းကစားရင်ဒါဒုတိယအကပ်ပဲတတိယအကပ်မှာ335လို့ဇောင်းထိုးတယ်သူနဲ့တိုင်မြေကွာဝဲအတူတူမှာတစ်ခါရဲ့ဘေးရကဏ္ဍဒီနှစ်ဦးကိုကစားတယ်ကစားပြီးတော့မှာ6ခါဒီ6ခါလို့လှမ်းထည့်တယ်ထည့်ပြီးတော့မှာတင်နောက်ပိတ်ဒီတစ်ထည့်လို့လှမ်းပြီးတော့ကစားတယ်ဒါလုံးလူတွေထည့်တဲ့စနစ်တွေ ဲ့ဒီမှာသူကဘာကြီးကစားကြလေဆိုတော့နော်သူနဲ့တိုင်ပင် အကွာဝေးအတူတူမှာသုံးနောက်ဘက်ကသုံးထိတ်လို့ထည့်တယ်ထည့်ပြီးတော့ဒီသုံးလုံးပေါင်းရင်2နှစ်ရဲ့နှစ်ခတ်ဒီ၄ပြက်လေးနောက်ဘက်က၄၄ထိတ်လို့ကစားတယ်ဒီသုံးလုံးပေါင်းရင်2နှစ်ရဲ့နှစ်ခတ်၄ပြက်၅နောက်ဘက်က၅ထိတ်လို့ကစားတယ်ဒီသုံးလုံးပေါင်းရင်2နှစ်ရဲ့နှစ်ခတ်ဒီ၄ပြက်ဒါတိုင်ပင်ကိုတည့်တာအဲ့လိုကစားပြီးတာ ਨੇ နော်အဲ့လိုကစားပြီးတာ ਨੇ နှစ်ရဲ့နှစ်ခတ်၄ပြက်လို့ကစားပြန်တယ်တစ်နှစ်ချပြီးတော့နော်ဒီနေရာမှာရှိတယ်ခဏ 395ရဲ့136ရဲ့395ရဲ့136ရဲ့အဲ့ဒီကဏ္ဍဒီနှစ်ကွက်စလုံးတနည်းစားပြီးဒီဘက်နဲ့မှာ395လေးဆိုတဲ့ကဏ္ဍကလည်းဒီမှာထွက်တယ်နော်နောက်တခါ136ဆိုတဲ့ကဏ္ဍကလည်းဒီမှာထွက်တယ်နှစ်ကွက်ထွက်တယ်395လေးဆိုရင်နှစ်ခါတောင်ထွက်တယ်နော်အဲဒုတိယကတ်မှာလည်းဒီသုံးလုံးပေါင်းချင်းနှစ်နှစ်နှစ်ခက်လေးတနည်းစားပြီးဒီမှာရှိတဲ့၄၅နှစ်ရဲ့ဒီမှာရှိတဲ့၉၃၃နှစ်တနည်းစားပြီးတော့ဒီနေရာမှာ 633ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်652ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယကမ္ဘာဒီတုံးလုံးပေါင်းကြီး2 2နဲ့က4တနည်းချပြီးတော့ဒီမှာရှိတဲ့930ဆိုတဲ့ကဏ္ဍရဲ့ဒီနေရာမှာရှိတဲ့48ဆိုတဲ့ကဏ္ဍရဲ့930နဲ့48နဲ့တနည်းချပြီးတော့ခွခွနှစ်ချိန်ပဲကျန်တယ်ဒါမွေးကဏ္ဍထွက်ရမှာပေါင်းပြီဒါဆိုရင်ပထမအကက်မှာဦးနိုင်တို့ဒါဖြစ်စဉ်တွေကိုတည်လိုက်တယ်ဖြစ်စဉ်တွေကိုတည်ပြီးတာ ਨੇ 6ထိပ်6ခါဒီ6ခါလို့ကြားတဲ့နေ့ထဲမှာဒီမှာ4ခါလို့ကြား လေးခါလို့ကြာပြီးတော့ break လေးလို့ထွက်တယ်လေးခါလေး break လို့ထွက်လာရဲ့အောက်ကကိုး break ကဏ္ဍဒီသူ့ရဲ့တနည်းကျော်ကကိုး break ကဏ္ဍထွက်ရလေးခါလေး break လို့ခံမယ်သူ့အောက်မှာပုံဒီကိုး break လို့ထွက်တဲ့ကဏ္ဍဒီသူ့ရဲ့တနည်းကျော်ကကိုး break ကဏ္ဍဒုတိယအကတ်မှာလည်းအဲ့လိုပဲ6ခါက6ခါလို့ကြာတဲ့နေ့ထဲမှာလေးခါပြီးတော့ဒီမှာ9ခါ9ခါဒီ9 break လို့ကြာတယ်ကြာလာရဲ့အောက်ကကိုး break ကဏ္ဍဒီတနည်းစားပြီးဒီဘက်နဲ့ကကိုး break ကဏ္ဍကိုး break ကဏ္ဍမှာထွက်ရဟုတ်ပြီဒါဆိုရင်လေးပြီးပြီး၅ပြီးပြီဆိုတော့ဒီမှာ6ခါ 6ခါကို6ပရိလို့ရိုက်တယ်နော်6ခါကို6ပရိလို့ရိုက်တော့သူ့အောင်မှာ9ပရိထွက်ရမှာ9ပရိထွက်ရမှာဆိုတနှစ်ကျော်တနှစ်ကျော်မှာရှိတဲ့ပရိ9ဒီနှစ်ခွက်ပဲရှိတယ်ရေးရှိခွန်ဆိုတဲ့ကဏ္ဍရယ်ခွန်9ခွန်ဆိုတဲ့ကဏ္ဍနော်9ပရိနှစ်ခွက်ရှိတယ်အဲ့ဒီတော့ပထမအကတ်မှာ၄ခါနဲ့၄ပရိရဲ့အောက်မှာထွက်မဲ့9ပရိဒီခွန်တစ်လုံးအပါနဲ့9ပရိ ထွက်တယ်ဒုတိယအကပ်မှာလည်းငါးခါငါးပရိရဲ့အောက်မှာထွက်တဲ့ဗရိတ်ကူးတည်လေခွန်တလုံးအပါနဲ့ဗရိတ်ကူးထွက်တယ်ခုတတိယအကပ်မှာ6ခါ6ပရိရဲ့အောက်မှာထွက်မဲ့ကဏ္ဍတည်ကိုးပရိကဏ္ဍတည်လေတနည်းကျော်ဒီဘက်နဲ့မှာခွန်တလုံးပါတယ်ကိုးပရိဆိုတော့လေးခွန်စစ်ကလည်းခွန်ပါတယ်ခွန်ငါးခွန်ကလည်းခွန်ပါတယ်အဲ့တော့ခွန်ငါးခွန်ဆိုတဲ့ကဏ္ဍကိုတော့ကြိုက်ရင်ဝါပေါင်းချင်းနှိမ့်နဲ့ထိုးလို့ရတယ်နိုင်လို့တိုင်ပင်ကလေးကိုအရင်ဆုံးစပြီးတည်လိုက်မယ်ပေါ့နော် ခြေပေါင်း၈ခြေပေါင်း၉ခြေပေါင်း၃ညအဲ့ဒီကနေပြီးတော့ဒီ၃လုံး၃ညကိုဒီ၃လုံး၃ညလို့ထည့်တယ်ဒီ၃လုံး၃ညကိုဒီ၃လုံး၃ညလို့ထည့်တယ်ဒီ၃လုံး၃ညကိုဒီ၃လုံး၃ညလို့ထည့်တယ်အဲ့ဒီလို၃ညဖြစ်ရှင်နေကစားပြီးတော့ဒီအစိမ့်အောင်လေးကိုကြည့်လိုက်နော်ဒီ၃လုံးနှစ်အဲ့ဒီ၃လုံးနှစ်ကိုဒီနှလုံးနှစ်ဒီ၃လုံးနှစ်လို့နှစ်ဖြစ်ရှင်ဒီနားမှာ၃ချက်ကစားတယ်အဲ့ဒီနှစ်ကိုထိပ်စီး၃လုံးနှစ်လို့ထည့်ပြီးတာ ਨੇ ဒီ၃လုံးပေါင်းခြင်းနှစ်ဒီ၃လုံးပေါင်းခြင်းနှစ်လို့ထည့်တော့ တစ်ထိတ်ကူခလို့ရတယ်။ဟောဟုတ်ပြီနှစ်ပြီးတော့ဒုတိယအကတ်မှာဒီသုံးလုံးပေါင်းခြင်း၃ရှေ့ပေါင်း၃ဒီသုံးလုံးပေါင်းခြင်း၃အဲ့ဒီ၃ကိုဒီသုံးလုံး၃လို့ထည့်တဲ့အတွက်ဒီသုံးလုံးပေါင်း၃ဒီသုံးလုံးပေါင်း၃ဆိုတော့ထိတ်စီးရမယ်ခါရမယ်။နှစ်ပြီးပြီ၃ပြီးပြီဆိုတော့အဲ့ဒီမှာဒီသုံးလုံးပေါင်းခြင်းက၄ဒီနှစ်လုံး၄ဒီသုံးလုံး၄လို့ထည့်တယ်။အဲ့ဒီ၄ကိုလည်းဒီသုံးလုံးပေါင်းခြင်း၄လို့ထည့်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း၄ဖြစ်ဖို့တော့က၄ထိတ်စီးဒီသုံးလုံးပေါင်းခြင်း၄ဖြစ်ဖို့တော့က၃ခါ လေးထိတ်၃ခါနော်အဲ့ဒီလေးထိတ်၃ခါကိုပြိဋ္ဌိပထမအကတ်မှာ၃လုံးပေါင်း၂ရှေးပေါင်း၂၃လုံး၂အဲ့ဒီနှစ်ကိုဒီ၃လုံး၂ဒီလို၂ဒီလို၂လို့ကစားကြတဲ့အတွက်တစ်ထိတ်၉ခါကိုပြိဋ္ဌိခွန်ပြိဋ္ဌိနှစ်ပြီးတော့ဒီ၃လုံး၃ရှေးပေါင်း၃ဒီလို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 ၃၆ထိတ်၆ခါကိုခွန်ကို၄ပေါင်းလိုက်တော့တစ်တစ်ပြိဋ္ဌိထွက်တယ် 空不离一离帮来着，对。哎呦，地东龙里，地老里，地老里，地老里，地东龙里，地东龙里说，你才懂卡。地不离一离帮来没是的，不离俺那土也蛮多的，你东西也得过车回家。